ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ BNN ကအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့ ASEAN U19 အမျိုးသမီးဘောလုံးပြိုင်ပွဲစတင်ပြီးတော့ကျင်းပခဲ့တယ်ခင်ဗျာမြန်မာ U19 အမျိုးသမီးအသင်းကဒီနေ့မှာအင်ရှင် BNN U19 အမျိုးသမီးအသင်းနဲ့စတင်ပြီးတော့ရှင်မြိုင်ခဲ့ရတယ်ဒီပွဲမှာမြန်မာ U19 အမျိုးသမီးအသင်းဟာအရှုံးရလတ်နဲ့ရင်ဆိုင်သွားခဲ့ရတယ်ခင်ဗျာဒီအရှုံးရလတ်ဟာမြန်မာ U19 အမျိုးသမီးအသင်းအတွက် ထိခိုက်နေတာမှုအများကြီးရှိခဲ့ပါတယ်။တရေလောက်ကန်နိုင်အောင်ဗျာဟိုအုတ်စုဘုံနေအောင်မျောလင်းလို့ရပေမဲ့ဒီနေထားကတော့အုတ်စုဒုတိယနေရာနဲ့စမိပိုင်နဲ့တက်ဖို့ပဲညှော်မရမယ့်အခြေအနေဖြစ်သွားခဲ့ပါတယ်ခင်ဗျာ။ဒီနေ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ညနေ3:00နာရီအချိန်မှာပွဲစဉ်3ပွဲကစားခဲ့တယ်။အုတ်စု A ကပွဲစဉ်2ပွဲအုတ်စု B ကပွဲစဉ်2ပွဲကစားခဲ့တယ်ခင်ဗျာ။အုတ်စု A မှာတော့အင်ရှင် BNI ရဲ့ကျွန်တော်တို့မြန်မာပြည်စက်ကုပ်မျိုးသွင်းဘောလုံးသင်းရဲ့ လာအိုယူဆက်ကိုမျိုးစင်းဘောလုံးသိရင်အရှိတီမောယူဆက်ကိုမျိုးစင်းဘောလုံးသိရင်ပါဝင်ခဲ့တယ်ခင်ဗျအုတ်စုဘီကိုကြည့်လိုက်မယ်ဆိုရင်တော့ထိုင်းယူဆက်ကိုမျိုးစင်းသင်းပါဝင်တယ်မလေးရှားယူဆက်ကိုမျိုးစင်းသင်းပါဝင်တယ်အင်ဒိုနီးရှားယူဆက်ကိုမျိုးစင်းသင်းပါဝင်တယ်ကမ္ဘောဒီးယားယူဆက်ကိုမျိုးစင်းသင်းပါဝင်ခဲ့တယ်ခင်ဗျအုတ်စုဘီရဲ့ပွဲစဉ်တွေမှာထိုင်းနဲ့အင်ဒိုနီးရှားကစားခဲ့တယ်ထိုင်းက6-2တကိုးနဲ့အပြတ်သတ်နိုင်သွားခဲ့တယ်ဒီပွဲမှာထိုင်းယူဆက်ကိုမျိုးစင်းသင်းကနည်းနည်းညှာလို့အင်ဒိုနီးရှားအမျိုးသမီးသင်း တက်တာရသွားခဲ့တာခင်ဗျထိုင်းယူဆက်ကိုမြို့သမီးအတင်းသာတိုက်စစ်ကိုမြင့်ပြီးဇက်တိုက်ကစားလိုက်မယ်ဆိုရင်အ ਨੇ စုံ16လောက်တွင်းသားရံပွဲမျိုးဖြစ်သွားနိုင်တယ်ခင်ဗျအဲဒီအုပ်စုရဲ့နောက်တစ်ပွဲမှာတော့မလေးရှားနဲ့ကမ္ဘောဒီးယားကစားခဲ့တယ်မလေးရှားကကမ္ဘောဒီးယားကိုလေးကိုကိုမရှိနိုင်နိုင်သွားခဲ့တယ်အဲ့တော့ကျွန်တော်အုပ်စုရဲ့ဘက်ကိုပြန်ကြည့်လိုက်ရင်ညနေ3:00နာရီဘက်မှာလာအိုယူဆက်ကိုမြို့သမီးအတင်းကအရှိတီမော်ယူဆက်ကိုမြို့သမီးအတင်းကိုနှစ်ကိုကိုမရှိနိုင်နိုင်သွားခဲ့တယ်ခင်ဗျ ည6နာရီခွဲမှာကစားတဲ့အင်ရှင် BNN အမျိုးသမီးဘောလုံးအသင်းနဲ့ဒါမြန်မာ U19 မျိုးသမီးဘောလုံးအသင်းရဲ့ပွဲမှာတော့အင်ရှင် BNN U19 မျိုးသမီးတင်ကနှစ်ခုကိုမရှိနိုင်သွားခဲ့တယ်ပေါ့လေဒီအုပ်စုမှာအခုအနေထားအရမြန်မာနဲ့လာအိုကအုပ်စုဒုတိယလူရအောင်ဖြစ်သွားခဲ့ခင်ဗျအဲ့တော့လာမယ့်ဇွန်လ17ရက်နေ့မှာ ရှင်းပြန်ကစားရမယ့်မြန်မာ U19 မျိုးသမီးအသင်းနဲ့လာအို U19 မျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်ဟာနှစ်သင်းလုံးအတွက် တူတော်တိုင်းဖြစ်သွားပြီ။လာအိုယူ၁၉မြို့သမီးအသင်းတော်ကကြတော့အဲ့ပွဲကိုနိုင်ရင်စပီးဖိုင်နယ်ကိုတက်ပါပြီ။မြန်မာယူ၁၉မြို့သမီးအသင်းအတွက်ကြတော့လာအိုယူ၁၉မြို့သမီးအသင်းကိုနိုင်လိုက်ရင်အုပ်စုဒုတိယနေရာရဖို့နှော်လင့်ချက်ရှင်သန်သွားပါပြီခင်ဗျ။အဲ့တော့အုပ်စုတွေကိုကျွန်တော်တွက်ဆကြည့်လိုက်မယ်ဆိုရင်အုပ်စု A ကတော့ကျွန်တော်ထင်ပါတယ်ဒီ BNN အမျိုးသမီးဘောလုံးအသင်းနဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းပေါ့လေဒီ U19 အသင်းတွေကစပီးဖိုင်နယ်ကိုတက်လှမ်းသွားမယ်လို့ယူဆမိတယ် အုပ်စုဘီမှာကြည့်ရင်တော့ထိုင်းရယ်မလေးရှားရယ်ကစဝင်းဖိုင်နယ်တက်သွားမယ်လို့စမိတယ်ခင်ဗျအခုရှင်နေနေရတော့ထိုင်းယူ16မြို့သမီးအသင်းနဲ့ BNU 16မြို့သမီးအသင်းကဘောလုံးပွဲလူရအောင်များပါတယ်မြန်မာယူ16မြို့သမီးဘောလုံးသင်းကတော့အုပ်စုဒုတိယနဲ့တက်ရောက်သွားခဲ့ရင်တစ်ဖက်ကအုပ်စုဘူဖြစ်လာမဲ့ထိုင်းယူ16မြို့သမီးအသင်းနဲ့ကစားရမှာပါအဲ့ဒီပွဲကရှေ့မှာထိုင်းယူ16မြို့သမီးအသင်းရဲ့အစွမ်းအစကိုကျွန်တော်ပြောခဲ့တာဆိုတော့မြန်မာယူ16မြို့သမီးအသင်းအတွက် အများကြီးခက်ခဲနိုင်ပါတယ်ဒီနေ့ကစားတဲ့ပွဲစဉ်ကအားနည်းချက်တွေကိုပြင်ဆင်ထားနိုင်မှမြန်မာယူဆက်ကုမျိုးသမီးတွေရလာကောင်းနိုင်မှာပါဒီနေ့ပွဲမှာဆိုရင် BNN ကပဲအပိုင်ခွင့်ရေးတွေကိုဖန်တီးထိုးပေါက်နိုင်ခဲ့တယ်မြန်မာအမျိုးသမီးဘောလုံးသင်းကပြိုင်မဲ့အသင်းရဲ့ဆက်ချိတ်ကိုက်စီးတဲ့ကိုရောက်ရင်ဘောလုံးပြတ်နေတယ်ပြီးတော့ကိုရနိုင်လောက်တဲ့အခွင့်အရေးကိုလည်းဖြုံးတီးပြစ်ခဲ့တယ်ခမရအဲ့တော့တကြိမ်ဆိုတကြိမ်ရောက်အခွင့်အရေးယူယူနိုင်ရမယ်ထိုင်းလိုပွဲမျိုးနဲ့တွားတွေ့ရင်မြန်မာယူဆက်ကုမျိုးသမီးတွေမလွယ်လောက်ပါဘူးဒီတော့ ဒါမဲ့ဇွန်လ17ရက်နေ့ကိုရောက်ရင်တော့ကျွန်တော်တို့အုပ်စုဒုတိယပွဲစဉ်တွေကိုကြည့်ရှုရပါတော့မယ်။အုပ်စုကာကြီးမှာဒါအုပ်စု A မှာဆိုရင်မြန်မာနဲ့လာအိုတွေ့နေပါတယ်။ BNN နဲ့အရှေ့ဒီမောတွေ့နေပါတယ်။အုပ်စု B မှာတော့ထိုင်းနဲ့မလေးရှားတွေ့နေပါတယ်။အင်ဒိုနီးရှားနဲ့ကမ္ဘောဒီးယားတို့တွေ့တွေ့ဆုံနေပါတယ်ခင်ဗျ။အဲတော့အုပ်စုဒုတိယပွဲစဉ်တွေမှာဘယ်အသင်းတွေရလာကောင်းမလဲဆိုတာကျွန်တော်တို့စောင့်မကြည့်ရကြပါဦးခင်ဗျာ။ကြည့်ရှုအားပေးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။